ကျွန်တော်ဒီနေ့ဘန်သားပတ်စံထုတ်ဖို့စောင့်နေတဲ့အချိန်မှာကျွန်တော်နာအဖွားကိုတရားလာထိုင်ပါတယ်။လူရရရှုံနေတော့ပတ်စံထုတ်ဖို့တော်တော်ကြောင်စောင့်နေရတယ်လေ။အဲ့ဒီအချိန်မှာအဖွားကျွန်တော်စကားလာပြောတယ်။ဟုတ်ကဲ့အဖွား။အော်အဖွားလည်းတမီးကပတ်စံပို့လိုက်လို့ပတ်စံလာထုတ်တာလေ။အော်ဟုတ်ကဲ့ခင်ဗျ။တားအရာရှိလေ။ဂုံယူတဲ့မြေဝန်းနေနေပါ။တမီးကတော့ဖွေးရပြီးတော့အိမ်တော့ကြာသွားပြီ။အော်ဟုတ်လား။အဖွားကတားသမီးရတာကံကောင်းနေနော်။ ညစလုံးကတော်ပြီးတော့မိဘပြန်ကြည့်ရသားသမီးနဲ့တွေ့ရတာဟုတ်တယ်အခုလေသမီးကပတ်စံနှစ်တောင်းပို့လိုက်လို့လာထုတ်တာသမီးတို့ကအဆင်ပြေတယ်သူနေတဲ့မြို့မှာဈေးဆိုင်အကြီးဖွင့်ထားတာပီတိဖြစ်နေရဲ့မျက်နှာနဲ့ဟုတ်လားအဲ့ဒီအချိန်မှာပဲဘဝဝန်နှန်းကလာပြောပါရယ်အဖွားပတ်စံမရောက်သေးခင်ဗျသမီးကဒီနေ့ပို့လိုက်မယ်ပြောတာပဲဟုတ်ကဲ့ခင်ဗျဒီမှာတော့မရောက်သေးဘူးဟိုဘက်ကိုတစ်ချက်ဖုန်းဆက်ကြည့်လိုက်နော်အဖွားအဲ့ရနေပဲအဖွားကကျွန်တော်ဟုတ်အဖွားရပါတယ်ဖုန်းနံပါတ်လေးပြောဆိုတော့ စာအုပ်ခန့်နွန်းလေးထုတ်ပြီးတော့တာဘတာဖက်ပြီးတော့ခေါ်လိုက်တော့တဲ့အဲ့အနေပဲဖုန်းကဝင်သွားတယ်ကျွန်တော်ကအဖွာဖုန်းဝင်ပြီလို့ပြောလိုက်တယ်အဲ့ခါကျတော့ဖုန်းကိုရှူပြီးတော့ပြောတယ်ကျွန်တော်လည်းဟိုဘက်ကပြောတာမကြားဘူးလေဟိုဘက်ကအဖွာသမီးကဘာပြောလဲမသိပါဘူးအဖွာကဖုန်းလာပေးတယ်အဖွာသမီးပြောတာအဖွာသိမ့်မကြားလို့နားထောင်ပြီးပါလို့ပြောတယ်ကျွန်တော်ကလည်းဟယ်လိုအမအဖွာသမီးကပြန်ပြောတယ်ပြောပေးအောင်ဟိုဘက်ကနလေးကိုဒီနေ့ပတ်စံမပို့ပေးနိုင်အောင်လှုပ်ရှုပ်နေလို့ ဖုန်းလည်းခဏခဏတကြီးကြီးနဲ့ဆက်နေတယ်လို့ပြောပေးလိုက်။ကျွန်တော်ရဲ့ရှင်ထဲမှာစိုးတက်လာပြီးတော့နားထောင်နေစမရှိရတာနဲ့။ဟုတ်ကဲ့ပြောပေးပါမယ်။ပြောလိုက်ပါရစေ။ဟိုဘက်ကဖုန်းချသွားတယ်။ကျွန်တော်ကမျောလင်းကျက်မြဝန်းနေနေကြည့်နေအဖွားကိုကျွန်တော်ဘယ်လိုများပြောပြရပါမလဲ။အဖွားအဖွားရဲ့သမီးကလေဒီနေ့အလုပ်တွေရှုံနေလို့ပတ်စံမပို့နိုင်တာအရင်စိတ်မကောင်းဖြစ်နေတာသိလား။ဟုတ်လား။သမီးအလုပ်တွေရှုံနေအောင်အဖွားကဒုက္ခပေးတယ်လို့ဖြစ်နေပြီ။အဲ့ဒီချိန်မှာပဲကိုဖြိုးပတ်စံထုတ်လို့ရပါပြီ။ ခေါ်တန်းကြလိုက်တော့အဖတောက်ခနာဆောင်ပြီနော်ပက်ဆန်ထုတ်ပြီးတော့အဖဘဲပြန်มาလေဘာနဲ့ပြန်มาလေလိုင်းကနဲ့ပြန်มาညှိုးငယ်တဲ့မြေဝန်းနေနဲ့ကျွန်တော်လိုက်ပုတ်ပေးမယ်လေအဖနဲရဲများတယ်လို့တော့သဘောမထားပါနဲ့ကျွန်တော်အဖငါးတောင်းကြောပြရစီသာဓုသာဓုသာဓုပါမြည်ရဲ့မျက်ရည်တွေနဲ့စွန့်နှင်စွာနဲ့စွရိအများကြီးပြီးသွားရှာတယ်လေကားဂိတ်အထီကိုလိုက်ပုတ်လိုက်တယ်ကျွန်တော်လှုပ်လိုက်တဲ့ပုစံကအများကြီးမဟုတ်ပေမဲ့အဖအတွက်ကတော့အခိုက်အတန့်လေးအဆင်ပြေသွားမှာပါ တကယ်လို့ရှင်နေစိတ်မကောင်းကြီးစွာခံစားလိုက်ရတယ်။သူတို့အတွက်ပတ်စံနဲ့တောင်းဘာမှမဟုတ်ပေမဲ့မိဘတွေအတွက်ကတော့သာသမီဆရာပို့လိုက်တဲ့ပတ်စံဘလောက်တမိုးချင်မှမသိကြဘူးလေ။မိဘဆိုတာကဘလောက်ပဲပတ်စံရှိရှိသာသမီဆရာအတိမတ်ပြုမှုမိဘတွေလိုချင်ကြတာကြီးပါပဲ။မိဘကိုတမိုးထားရကောင်းမဲ့ဒီတက်ဒီရက်ထိမသိကြတာပဲလား။ကျွန်တော်နားမလည်နိုင်ကျွန်တော်တန်ဝေကရမိတယ်။အဲ့ဒီနေရာမှာကျွန်တော်မိဘဆိုရင်ရောလို့အတွေးလေးနေတယ်ကျွန်တော်ရှင်ကွဲအောင်ခန်းစားမိတယ်။ ီချိန်မှာမိဘတွေဘက်ကသားသမီးတွေအတွက်လူလီသေးမရှိအောင်ထားပေးတယ်။ဘာပဲလိုအပ်လိုအပ်အရာရာမညီမညူပဲဖြည့်ဆည်းပေးကြတယ်။ကျွန်တော်တို့အလှမောမိဘတွေကိုလူလီသေးမရှိအောင်အရာရာကိုဖြည့်ဆည်းပေးနိုင်ပါမလား။ကျွန်တော်အရန်တောင်းလို့မိတယ်။မိဘတွေအသက်ကြီးလာတဲ့အခါမှာလူလီသေးနည်းနည်းမှမရှိအောင်အရာရာဖြည့်ဆည်းပေးနိုင်ဖို့အများကြီးအများကြီးကြိုးစားရအောင်မယ်။ဒီချိန်ချိန်မှာဒီလိုသားသမီးမဖြစ်ဖို့သားသမီးတောင်းလို့ကျင်နိုင်မှုကြိုးစားရအောင်မယ်အဆုံးထိနားဆင်ပြီးလို့ကျေးဇူးတင်ပါတယ် မိမိကသာလှူနိုင်ပေးနိုင်တဲ့သူဖြစ်ရပါလို့ဤမိဘစီကနေလက်ဖြန့်တောင်းနေမယ်ဆိုမိဘကိုပေးနိုင်တဲ့သူများသာဖြစ်ကြပါစေ။